ခမရဟာကိုဘုံမူးညိတ်မကလို့ကိုနေမျိုးကျော်ဆရာမကလို့ကိုနေမျိုးကျော်ဆရာဆိုလဲကျုပ်တို့လဲပါတာပဲเนาะကိုနေမျိုးကျော်ရဲ့အဖေပဲဖြစ်ဖြစ်လေစီခမရတော့ပတ္တသာကောင်းစင်ဘုံမူးညိတ်မကလို့ဘာကောင်းပဲဖြစ်ဖြစ်လေစီเนาะခမရတို့ကလောက်တဲ့ခါမှာလက်မှတ်တစ်ချက်မှထိုးတာမဟုတ်ဘူးเนาะအဲ့တော့ခမရတို့အကြောင်းပေါက်ကိုတော့ကောင်းကောင်းသိပါတယ်ကောင်းကောင်းနားလဲပါတယ်ခမရတို့ဘာလုပ်တယ်ဘလို့လုပ်တယ်ဆိုတော့เนาะအဲ့တော့ဘာမှမဖြစ်ခင်မှာခမရတို့အေးစေစေအဲ့ခံရတဲ့ကံရံကံရှင်တွေကိုကောင်းကောင်းမှုမှုဖြစ်ရှင်းပေးလိုက်ပါ အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရထင်ပါဒီနေ့2025ယွန်လ17ရက်နေ့ညနေပိုင်းအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညနေပိုင်းမှာပထမဆုံးကတော့ AA နဲ့ပူပေါင်းတက်မြထုဆစ်စီနေတဲ့အမျိုးတက်344မှာစစ်တပ်တွေစတင်ဆုတ်ခွာနေရပြီတော့သိရပါတယ်ဒီကဘယ်မှာရှိလဲဆိုလို့ရှိရင်ရေကြီးမြော့နေတွင်ရှိတဲ့စစ်ကောင်စီတက်အခမ်းအမခန်းစစ်ပင်ထတဲ့အမှတ်344အမျိုးတက်ရင်း အမတ်တ၃လေးလေးမှာစစ်သားများစတင်ဆုတ်ခွာနေပြီးတပ်ပွေများပူပြင်းထလာလို့သိရပါတယ်။ဒီက၃လေးလေးကအမျိုးတက်တွေကြောင်ပြိုခက်လက်ရ၃၆ကိုပုတ်တယ်။ကားတွေနဲ့မိုးကားတွေ OP ရွန်လာ၁၇ရက်နဲ့နဲ့၁၂ရက်နဲ့ကစပုတ်တာ၃လေးလေးကနဲ့စပြီးဆုတ်ခွာလာတဲ့အခြေအနေမျိုးဖြစ်ပါတယ်ခု။ဒေတာတွန်စီရဲ့အခြေအနေစောင့်ကြည့်နေသူတဦးကပြောဆိုပါဒီကခက်လက်ရ၃၆ကို ပုံပေမဲ့လေအာသူတို့အာ အခွင့်ပေးရှိတာဆိုတော့ညာကရခန်ကတပ်ပွဲတွေမှာခလရ36ကစစ်ကြောင်းလိုက်ပေါ့နော်ပြုတ်အပြုတ်တာတွေရှိတယ်ဆိုတော့အခုကစစ်ကောင်စီကအာ အယမတာတွေစုတ်ခအာစုတ်လာရပုံရှိတယ်ဟုဒေတာတွန်ကာကိုရေးရေးဖို့တူကပြောဆိုပါဒီဟာကတော့စစ်ကောင်စီတပ်ဖွဲ့တွေဗယမတာတွေကိုလော့ဆောင်တွေရှောင်းမေးမေးတွေပြီးတော့အာရှောင်းနေလာပြီးတော့သူတို့တွေဘာလို့ရမှန်ဘာကန်ရမှန်မသိတဲ့အချင်းဒီမျိုးအထိကိုရောက်နေတဲ့သဘောမျိုးဖြစ်ပါတယ်ဒီဟာကတက်ပွေးကတောင်းလေးလေးကိုတေထူတာတေထူနေပြီးတော့ အေအေနဲ့ PDF ဖိုတွေကနေမေစိုးမှုမှုစစ်ကောင်စီတပ်ဖွဲ့တွေကဆက်ရှောင်းလာပြီးတော့အခုအချိန်မှာသူတို့စစ်တိတ်မှာဘာလို့ရမှန်းဘာကံရမှန်းမသိလို့တဲ့အချိန်မျိုးကိုရောက်ရှိနေပါတယ်အခုအချိန်ကြည့်လိုက်နော်ဆိုတော့အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့မန္တလေးတန်းတောင်သားစင်တဲဝက်ချောင်းအနေတက်ပွေးတွင်စစ်သားတောင်းဦးတေဆုံးပြီးစစ်သားတအူးအရှင်ဖမ်းဆီးရရှိကြောင်းတောင်သားမြို့နေပြီးသူကကိုရဲ့အဖွဲ့မှပြန်ကြရဲ့တာဝန်ခံကပြောဆိုပါဒီထက်မှာ ဒီတပ်ပွဲဖြစ်စဉ်ကတောင်တာမြို့ဖက်ကထွက်လာတဲ့စစ်ကြောင်းကိုကာပေးမဲ့ထနောင်းကောင်းကထွက်လာတဲ့စစ်ကြောင်းကိုဖျက်တိုက်တာအပြန်အလှန်ပြစ်တပ်ပွဲကတနာရီလောက်ကြာတယ်ဟုတောင်တာမြို့နေပြည်သူ့ကကွေးအဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ်ဒီထက်မှာသူတို့ကကျွန်တော်တို့ PDF တွေရှင်းမှန်းသိတော့ကျွန်တော်တို့ရှိတဲ့ဖက်တက်ကွမ်းဖက်ကိုပြီးခန်းတာမပြစ်ရင် ပြစ်တတ်မှာဆိုပြီးတော့တနက်တွေပြစ်ဖို့ပြီးပြီးခန်းတာပြီးခန်းတဲ့အချိန်ကျွန်တော်တို့ရှေ့ရောက်လာတော့ပြည်သူတွေကဝက်နေတာပေါ့ ကျွန်တော်တို့တက်လောင်းတဲ့အချိန်မှာပြည်သူတွေကဆာလိုက်အနဲ့အလံဖြူထောင်းပြတာကျွန်တော်တို့ကစစ်ခွေးတွေထင်ပြီးတော့တက်လောင်းတော့တာဆိုတော့ဆာလာအစ်ကိုကျူးချီပြီးတော့အလံဖြူထောင်းပြလို့သူတို့ကိုကြေထုတ်လိုက်နေတယ်ဆိုတော့ဒီထက်မှာလာတာက20လောက်ရှိတယ်စစ်ကြောင်းတစ်ခုလုံးမှာငါးကောင်ပဲကြံတယ်ဖမ်းမိလာတဲ့လာတဲ့၃ပန်းပြောတာကပြောတာကတော့ချောင်းထဲမျောသွားတာက အလောင်းခုနှစ်လောင်းဝန်းကျင်လို့ရှိတယ်လို့ပြောတာပဲဆိုတော့ဒီထဲမှာရေထဲမျောတဲ့ဆက်ခါတွေအကုန်လုံးကတေးမှာပဲဆိုတော့တက်ပွဲဖြစ်တာရော ရေထဲမျောတာရောဆိုတော့စေရော့လို့ပေးတယ်အတုံသာမြို့နေပြည်သူကကိုရဲ့အဖွဲ့မှာပြန်ကြရဲတာဝန်ခံကပြောဆိုပါဒီဟာကိုကျွန်တော်တို့အသေးစိတ်ပေါ့နော်တန်တန်တလို့ပြင်ပြီးတော့ဖတ်ပြတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေကပြည်သူတွေကိုသစ္စာခံအဖြစ်လုံးနေတာကိုကျွန်တော်တို့ဒေါ်လိုင်းတပ်ဖွဲ့စီကနေ ပြောရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးပြင်ပြီးတော့တီးရတာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြော့နယ်ဘင်းနောင်တက်မြော့စစ်တပ်ကြီးတက်ခတ်ရေတင်တန်းကျောင်းမှာအတက်ခွေတက်ခွေမှုတင်တန်းစင်းများလိုက်ပါလာသောစစ်ရင်တန်းကိုတက်ခတ်ခေရမှာစစ်တပ်ဖက်မှ၉ဦးသေဆုံးကြောင်း people defend for တတော်မတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဒီကတော့စစ်ကောင်တပ်ဖွဲ့တွေတည်ဆုံးတာကတော့ရှင်းဟုရှိပါတယ်။တက်ခွေမိုးတင်တန်းဆင်းပြီးသားအသည့်ဆက်ဆက်လေးတွေဟုတ်ဆိုပါတယ်။ဒီကတော်လိုင်းတပ်ဖွဲ့တွေကစိုးထက်လိုက်တာမှာအခုတက်ခွေမိုးတင်တန်းကြောင်းပေါ့နော်။ဆိုတော့ဒီကောင်ကအသည့်ဆက်ဆက်လေးရောက်လာတာကိုကျွန်တော်တော်လိုင်းတပ်ဖွဲ့ကစိုးထက်လိုက်တာ။အဲ့မှာတန်းပြီးတော့ကန်းသွားတာပဲ။ဆိုတော့နောက်တစ်ခုကတော့ စစ်ကောင်းဆောင်ကခုချိန်မှာစစ်တပ်စစ်တပ်ဖွဲ့ဝင်တွေကိုနော်အာသူတွေရဲ့စစ်တပ်ဖွဲ့ဝင်ဖွဲ့ဝင်တွေတက်ရီခက်ရီကလောင်းဝက်ကိုကျဆင်းနေရပြီဒါကြောင့်မလို့သူတို့တွေယာထူးပေးပြီးတော့သူတို့တွေကိုမလောင်းခေါ်တာဗောနော်ဒီလိုမျိုးကိုပေးနေတဲ့ချိန်မှာတက်ရီမူဒုဘူမူကြီးအစ်စ်နဲ့အထက်အရာယာထူးတူးရန် ရှိနေတဲ့ဆက်အရာရှိများဤမစ်ဆွေများအတန်းအဝန်းတွင် LND ပါတီ PDF နဲ့ CDM မြတ်ပတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးရမည်ဟုညွှန်ကြားထားပါတယ်။ဒီကတော့တို့အချင်းချင်းမှာဘလူတွေမှယုံစားယုံမိလို့မရတဲ့အခြေအနေမျိုးကိုကျွန်တော်တို့အာမင်းတို့ရဲ့အမခန့်ကိုဖော်ပြနေတာဖြစ်ပါတယ်။ဒီထက်မှာအရာရှိကြီးတွေကယာထူးတူးပေးမယ်ဆိုရင် နောက်ကျောင်းရေရွမ်းတေးသေးချာချာကိုလိုက်ဖို့ညွှန်ကြားလာတယ် အဲ့ဒီအထဲမှာ member ဆွေမျိုးတွေထဲမှာ PDF တွေရှိလား LND ပါတီတွေရှိလား CDN ဝန်ထမ်းတွေရှိလားဆိုတာတွေနောက်အကြောင်းရေဝန်လိုက်ခိုင်းတယ်ရှိတဲ့ဆိုရှိတဲ့ဆိုရင်တော့ယာထူးတူးတွေအာစမ်းငံသွားမယ်ယာထူးမတက်တော့ဘူးဘယ်လိုအရေးယူဆိုတာမျိုးတော့အမပါဘူးဆိုတော့ဒီဟာက အရက်ဖက်ဆွေအာဆွေဆွေခံရတာဗောနော်အရက်ဖက်ကိုဆွေခံရတာအရေးမပါအရေးမကြီးတဲ့အာတက်တွေရောက်တာတွေဖြစ်နိုင်တယ်ဟု ဒီထက်မှာအာပြောတော့တက်ပြီးတော့တရင်ရင်းမင်းကပေါ့နော်ပြောတော့တာဖြစ်ပါတယ်ဒီလိုမျိုးကိုစစ်ကောင်စီကခုချိန်မှာသူတို့ရဲ့ရာရှိပန်းနေပေါ့နော်ရာထူးတူးဖေးပေါ့လောက်နေပါဘလို့လေရာထူးပေးတူးဖေးပေါ့လောက်နေလဲဆိုလို့ရှိရင်အခုချိန်မှာစစ်ကောင်တက်ပေါ်တွေကတော်တော်လေးကိုအာရှောင်းနေမှုတွေ ခံစားနေရတဲ့စစ်တပ်စစ်စင်ရေးကတတော်လေးကိုလူအပ်တယ်ရာထူးပြေးပေးတယ်ဆိုလို့ရှိရင်ရာထူးရှိတဲ့လူကအခုချိန်မှာပြင်ပြီးတော့အာပါဝါရှိတယ်ဘောနော်ပါဝါရှိတော့သူတို့တွေလော့ချင်သူတို့လော့လော့ရတဲ့အခြေအနေမျိုးကိုသူတို့စစ်တီစစ်တပ်စစ်စင်ရေးကိုပြင်ပြီးတော့မင်းတီတာမျိုးအခြေအနေမျိုးဖြစ်သွားတယ်အခုချိန်မှာလည်းပြည်သူစစ်မှုထမ်းတွေကိုစစ်တပ်ကိုခုံနေတာဆိုတော့ပြည်သူစစ်မှုထမ်းတွေကလည်းတနေ့နေ့လို့ပြောမှမယ်လေအခုပထမဆုံးကဖက်စစ်မှုထမ်းတွေကအခုတရုတ်မှနားတာမတွေ့သေးဘူးနေ့နေ့လို့ပြတ်ထန်မယ်လေအခုဘယ်နေ့ရှိနေပြီလို့သူတို့ပြတ်ထန်တာကဆိုတော့ဒီလိုမျိုးကိုလော့ဆောင်တာကိုကျွန်တော်တွေ့နေရပါတယ်ဆိုတော့ဒီဟာကအာ တက်တာသူတွေညက်လာတယ်ဆိုပြီးတော့သူတို့အခြေအနေမျိုးပြောင်းချင်တာဖြစ်ပါတယ်ဒီကစစ်တဲ့စစ်စင်ကြီးကိုမစ်တက်စေဖို့အတွက်လုံနေတာဖြစ်ပါတယ်နောက်တစ်ခုကတော့မွန်ပြည်နယ်ကတထောင်မြို့နယ်တွင်လန်စင်မစ်ဆန်ကေမွန်နေမှုပြတ်ဖမ်းဆီးခံရတဲ့ဖမ်းဆီးခံရသောဦးဝမ်းရော်ဦးကိုစစ်သားနယ်ရေးမြက်ကရက်တက်လိုက်ပြီးပြေဆုံးသူအလောင်းတွင်ဦးခေါင်းခွန်နဲ့အကူလုံးဒန်ရအပြစ်ရှိကြောင်းပြေဆုံးသူ၏ မြစ်ဆွေမြကပြောဆိုပါဒီဟာကပြည်စင်ကဥဝန်ယုတ်ဦးကသူ့ကိုလဲစင်မဲ့ဆိုင်ကစီးနင်းမှုဖမ်းတော့ကွန်ပလိန်တက်တယ်။ကဲရိုးရေရိုးဝတ်ထမ်းတွေရောလဲစင်မဲ့စီးနင်းနေကြတာ။သူမဘာလို့ဖမ်းလိုက်ပေါ့။အဲ့ဒါကိုအညှိုးထားပြီးရက်တက်လိုက်တာပဲ။ဖမ်းခံရတာကယွမ်းလာလေးရင်းနဲ့ရက်တက်လိုက်တာကယွမ်းလာကိုရင်းနဲ့သူ့ကိုရောင်းထုတ်တော့မင်းသားစုကိုသူနှက်ဆက်ခံနေရတာပြောတယ်။မင်းသားစုကလည်းရောင်းထုတ်ပြီးလို့ အမင်းချက်ဖြက်လိုက်ချက်လိုက်ရင်ပြီးသွားမှာပါခဏဆောင်းပါအောင်ဆိုပြီး သူ့ကိုအပြေးမှထားတော့ဖဖေးမှထားတာဆိုတော့ဒီကရွမ်းလာကိုရဲ့နဲ့မှာအလောင်းလာခန်းအလာယူခန်းတယ်အလောင်းမှာဥခုံးခွန်ဒံယာနဲ့တကူလောင်းဒံယာတွေအပြည့်နှက်ဆက်ခံနေရတယ်ဟုမင်းဆွေတူကပြောပြောဆိုဆင်းပြတ်ပါတယ်ဒီကတော့စစ်ကောင်စီကတော့လူမဆန်တဲ့လောက်ရက်ကိုမေးတမ်းလုပ်နေကြဆိုတော့အခုချိန်မှာလဲ အိုးဝမ်းရုံအုပ်ကိုနက်ဆက်တက်ဖြတ်ခဲ့ပါတယ်။ညကအုတ်ခွန်းအုတ်ခေါင်းတွေမှာလည်းအရေးခွန်းတွေပေါ့နော်။ဆိုဒီလိုမျိုးကိုဒန်ရအပြစ်တွေနဲ့မင်းတွေ့ရတာဖြစ်ပါတယ်။ဒီထက်မှဒီမနစ်ခင်းမှာလည်းကျွန်တော်ပြောပါတယ်စစ်ကောင်စီလက်အောက်ခံကပြီးစောထိပ်ပြီးမန္တလေးမှာအာပြည်သူလူငယ်တွေပေါ့နော်။ဖမ်းဆီးပြီးတော့နက်ဆက်တာမျိုးကိုမင်းတွေ့ရတာ နောက်တစ်ခုဆိုလို့ရှိရင်စစ်ကောင်စီလက်အောက်ခံဘီဆိုတီအဖွဲ့ဝင်တွေပေါ့နော်အာဘူအငင်းစတွေကပြည်သူတွေရဲ့အာကုဟာမဟုတ်ပေနဲ့မေပြည်သူတွေရဲ့ဥယင်တွေမေတွေကိုရောင်းစားမှုတွေစစ်တပ်ကိုလုပ်နေတာလို့ကျွန်တော်တို့သတင်းတွေကြားသိရပါတယ်။ဒါကိုဟောဖက်ရက်ကွက်ကဘူခေါင်းဆောင်ငပော့ပြောပြတာကိုကျွန်တော်နဲ့တူနောက်မှာပြင်ပြီးတော့နားထောင်ရအောင်ဖြစ်ပါတယ်။ဆိုတော့အဲ့ဒီမတမဆားခင်မှာရုပ်ဖုံးရဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောဆိုတာကိုကျွန်တော်နဲ့တူအရင်ဆုံးနားထောင်ကြည့်အောင်နောက်မှာဒီအငင်းစားကောင်နဲ့ ပတ်သက်ပြီးတော့ပြောနေတာကိုကျွန်တော်တို့ဆက်ပြီးတော့နားထောင်ရအောင်ဖြစ်ပါတယ်ကဲဆက်လိုက်အောင်အဲ့ဒီနောက်မှာလဲနောက်တစ်ခုကစက်ကောင်စီလက်အောက်ခံကဘီဆိုတီအပါဝန်ငင်းစားဘူးတွေကပြည်သူတွေရဲ့အုံအင်တွေကိုရောင်းစားမှုတွေကိုစစ်တပ်ကလောက်ဆောင်နေတယ်ဒီဟာကပြည်ဥလမ်းမှာလဲတခုလိုမျိုးဖြစ်နေတာကိုဟော်ဖဲရက်ကကဘီခေါင်းဆောင်ငပုတ်ကပြောပြတာကိုကျွန်တော်နဲ့တူနောက်မှာပြင်ပြီးတော့နားထောင်ရအောင်ဖြစ်ပါတယ်အဲ့ဒီမဆခင်မှာရောဖောင်းဟင်းနဲ့ပတ်သက်ပြီးစန္ဒပြဖို့တောင်းဆိုနေတဲ့သူတွေကိုငါပေါ့ကဘယ်လိုနေပြောဆိုနေလဲရောဖောင်းကဘာလဲဘာကောင်းလဲအာအရာကြီးအရာရှိလားဘူးအာ ဝန်ကြီးလာပိုင်ရပါတော့မေပြောဆိုနေတဲ့ရွတ်တံဖန်ကိုကျွန်တော်နဲ့တူအရင်ဆုံးနှာထောင်ကြည့်အောင်ပါနော်ကဲရေပြူးလွင်ကိစ္စလေးရေဦးစင်းနည်းနည်းပြောချင်ပါတယ်ပြူးလွင်ရေဟိုပါပေါ့နော်ဒီမန္တလေးကနေလာပြီးမှပတ္တဆာခေါင်းဆောင်တဦးရဲ့ဆရာဘုံမူးငိမ့်တယောက်ရဲ့ဖို့တွန်ဒီပေါ့နော်ဒါလေးလည်းပြောချင်တယ်ထည့်ရင်မှပထမဆုံးအနေနဲ့ကုသဘိုးဟင်းအကြောင်းကိုပဲပြောပါမယ်ဗျာနော်ကုသဘိုးဟင်းကိုနေပြည်တော်ကနေဆင်းဖောင်ကုသဘိုးဟင်းကနိုင်ငံတော်မှာတကယ်အရေးပါတဲ့အရာဝဝင်ကြီးလား မျိုးတော်ဝင်ကြီးလားဒါမှမဟုတ်လို့ရှိရင်အကောင်ကြီးကြီးလားဒါမေးခွန်းပြန်ထုတ်ရမယ်အရာဗျာနော်အဲ့တော့ကိုစောဘုန်းကြီးကိုစိတ်ဝင်ဆောင်ကိုစောဘုန်းကြီးအကြောင်းပြောမှလူတွေကဘာညာယူကပါဗျာဟုတ်လားစာငိမ့်စစ်စစ်တင်စာပြဘာပြညာပြဆိုတဲ့အထောက်အထားတွေဒါတွေမျိုးတွေပြောချတာပေါ့ဗျာနော်ရွေးချယ်တဲ့လူရှိရလားကဲဥစဉ်ဌာနဆိုင်ရာတွေစာတင်ပေးမယ်အဲ့တော့ကြံတဲ့မဟုတ်ဖ ೇನೆ အပြင်ကပုံမှန်ရင်းနဲ့ဆိုဥစဉ်တော့ဘလိုတောင်ဝင်ယူရမှာလဲဘလိုလုတ်ပေးရမှာလဲဒါပေမဲ့စစ်စစ်စရာရှိရတော့တို့ကစစ်စစ်မှာပဲ ဘာပတ်တယ်မှုရှိတယ်လဲဘလို့ရှိတယ်လဲတကယ်လို့မှပပေါ်ပေါ့ရတော့ပြန်လွတ်ပေးမှာပဲဒါပဲရှိတယ်ဇာလန်းကနော်အဲ့တော့ကိုစောဘိုးကြီးနဲ့ပတ်တယ်ပြီးပြောနေတဲ့အရာတွေကတချို့တရေနှမတွေတချို့ပြပအားတွေပြောနေရတယ်ကဘာတခုမှမဟုတ်ပေါ့ဗျာကိုစောဘိုးကြီးဝိုင်းရံထောက်ခိုင်းတဲ့တူတွေဟိုဟွာပေါ့ဗျာမစူးမစူးအောင်အဲ့တော့ဘဒူမာလဲစူမာမဟုတ်ပါဘူးဘဒူမာလဲထွက်လို့မလာမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုစောဖိုးဟင်းကိုအပေးတဲ့သူကဝင်လိုင်းပေါ်မှာပဲရှိတယ်။အင်းဝင်လိုင်းပရိတ်တပဲရှိတယ်။မြေပြင်မှာအမာခံပရိတ်တကိုစောဖိုးဟင်းတိတ်မရှိဘူး။ ။ online ပေါ်မှာပဲလက်ခုပ်တွေတီးကြတယ်။ online ပေါ်မှာပဲအားပေးကြတယ်။အဲ့ဒါတွေကအရေးအကြောင်းနဲ့ဆိုထောင်ဝင်စားတောင်လာတွေ့မဲ့သူတွေမဟုတ်ဘူး။အပေါက်ကတော်တို့ပြေးတယ်။ပေါက်ကတော်တို့ပြေးတယ်။ပေါက်ကတော်တို့အခုမှဒီအမျိုးသားရေးနဲ့လှုပ်လာတာမဟုတ်ဘူး။အပေါက်ကတော်တို့ပြေးတယ်ဒီကဟန်တန်ကပြေးတယ်ရှိတယ်။ဩအမာခံပြေးတယ်ရှိတယ်မြေပြင်မှာမတူဘူးပေါ့ဗျာ။နော်မတူဘူး။အဲ့တော့ဘာပြောကုသိုလ်ဘုန်းကြီးကိုတော့ဦးစင်းတို့ကတနာမိရတော့အမှန်ပါပဲ။ဘာဖြစ်လို့တနာမိရလဲဆိုရင်ကုသိုလ်ဘုန်းကြီးတို့မှပြိတ္တတိမများများစွာရှိတိုင်းမှာတင်တဲ့တူတခုခုတုံတုံပြလို့ရှိရင် လူတွေကလမ်းပေါ်ထွက်လာမယ်ထင်တယ်အပိမတူတွေတအားများလာမယ်ထင်တယ်อือဟွလူစင်းထားတာတွေကလွဲပါတာလွဲပါတာเนาะဘသူကထွက်လာမှာလဲอืมเนาะဒီဟာကအာ ိုးစုအဖမ်းခံရတော့ကလည်းရုပ်ခွန်ဟင်းရုပ်ခွန်ကအုပ်ဆောင်ပြီးတော့ဒီ remote center ပြောက်ဖုတ်ထုတ်မှုထိုးဖုတ်မှုတွေလောဆောင်ခဲ့တယ်အခုသူကြတော့လဲဂျိုးစုတော့ဂျိုးအာတခြားမပုတ္တတွေကလောဆောင်ပြတာမျိုးမတွေ့ရတော့တော်တော်လေးတော့စစ်မကုန်းဖြစ်ရပါလေရုပ်ခွန်မင်းရဲ့တွေ့နေတော့နော်ရုပ်ခွန်အခုငါပြုတ်ငါပုတ်ငါပုတ်ကလည်းမင်းတို့ကိုမင်းကိုအခုထောင်ထဲရောက်နေတဲ့အချိန်မှာဆိုထက်လိုက်တာမင်းပြစ်တက်တွေက မေးပြီးမှတကင်းမရှိတော့ဘူး။အာမင်းရုပ်ဖောင်းရုံစားမိပါပြီဆိုပြီးပြောဆိုနေတာဖြစ်ပါလေ။နောက်မှာဒီငင်းစားဘူမှုတူရဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောနေတော့ပြင်ပြီးတော့ဆက်ပြီးတော့နားထောင်ကြည့်။နောက်တစ်ခုကပြေဦးလွင်မှာဦးစင်းတို့မြေတွေလိမ့်နေတဲ့အရာနော်ဒီဦးစင်းတို့ ဒါပတ္တဆာခေါင်းဆောင်တို့ပတ္တဆာခေါင်းဆောင်ဆိုရလဲကိုတကအရင်မှာပဲကဲပူးမလင်းလင်းပြောမယ်ကိုဥနေမျိုးပြောကိုနေမျိုးကျော်ပေါ့နော်ကိုနေမျိုးကျော်ရဲ့ဆရာဘူမူငိမ့်ပေါ့နော်စေဘေးချောင်ဥစဉ်တို့ပေါက်ဒေတာရောဒေတာအနေလာတဲ့တကမာကြီးပေါ့နော်ငိမ့်နေမြွက်ခွဲပဲအเจ้าကိုလာလျှောက်တဲ့အခါမှာနော်အဲ့တော့ဘူမူငိမ့်မကလို့သူ့ဟာကိုဘူမူကြီးပဲဖြစ်ဖြစ်ရုပ်ကပြောချင်ပါတယ်ခမားပြတ်ခမားဒီအဲ့ဒီကမှာကိုတိုင်တိုင်လို့ရှိရင်တနက်နဲ့ခမားဒီပြစ်တယ်မယ်လို့လဲချိန်ချောက်တယ်အဲ့တော့ခမားအမန်တရားကိုအဲ့ဒီကမှာရဲ့ တပြားတစ်ချက်မှမစားရဘဲနဲ့အဲ့ဒါကမှဟိုခင်ဗျเนาะလိန်တဲ့အရာတွေညာတဲ့အရာတွေကိုခင်ဗျလာပြီးဖြည့်ရှင်းပေးပါဖြည့်ရှင်းမပေးဘူးဆိုရင်ရုပ်တော်အနေနဲ့လုတ်တင်လုတ်လိုက်ထားပေါ့ဗျာဥစဉ်နေနဲ့ဒါလုတ်ရမှာပေါ့ဗျာเนาะကိုနေမျိုးကျော်ကတော့ပြောတယ်သူကတော့ဒါပြောရတော့ခေါင်းဆောင်ကောင်းပြီးတယ်လို့ပြောပါရှင်ဖရားနဲ့စခန်းနာတိုင်လိုက်ပါဗျာတဲ့စခန်းတိုင်ပြည့်စွဲ့မယ်စခန်းတိုင်လိုက်ဆိုတော့တခါလေးကဥပဒေကလက်တလုံးကြားไอ้หลูเนี่ยเล่มแมกก็ไม่ทูอูแต่แน่ตัวเล่มแมกทูค้านน่ะอือๆไอ้หลูเนี่ยเล่มแมกไม่ทูอูเนาะ မြေလုံတိုင်းမြေလုံတိုင်းမှာအဲ့လူတွေရဲ့လက်မှတ်တွေတစ်ချက်မှမပါဘူးเนาะလူတို့ကဥပဒေလက်တလုံးကြားလူတို့ကဥပဒေကြောင်းနားလည်ပြီးသားလူတွေအဲ့တော့နိုင်ငံတော်မန္တလေးမှာရှိတဲ့ထဆာရတွေရောစာဖာတွေရောဒီမြေလုံတဲ့အရာတွေလက်မှတ်တွေချီချီရောက်ရောက်အေးယူပေးလို့တဲ့မြေဥလွန်မှာလည်းဒီတိုင်းမှာမန္တလေးရတဲ့တက်လာပြီးမှဘုံမှုကြီးဘသူကဘဲဝါဝါညာဝါဝါဆိုပြီးမှလူတွေကိုဒုက္ခပေးနေရတယ်အများကြီးပဲသူများမြေခွက်ကိုလက်ညှိုးထိုးရောက်နေပြီးမှဥစဉ်မှာတန်ဖိုင်ကုန်ရှိတယ်ပြီးမှဘာပြောလဲဆိုတော့ မြင်အယောင်းဝယ်မာတာတဲ့ဒါတွေကရှင်ပြရတဲ့အယောင်းဝယ်မာပြီးမှဘာသလတူတူပြောတဲ့ဟာတော့ဟောပါဘောနော်ငွေပေးရှိတဲ့အခါမှာလောခါကြမြေကအပိုင်ရှင်ကထွက်မပေးထွက်မပေးတဲ့အခါမှာဖြစ်တဲ့အခါကျမှအယောင်းဝယ်ဆိုလားဘာသလတူတူမာတဲ့အရာတွေပေါ့တူတူပြောတဲ့ချက်ပြောတဲ့အရာတွေခင်ဗျားတို့ဘလို့ဝယ်မာမဝယ်ယောင်းဝယ်ဝယ်မာမယောင်းဝယ်ဝယ်ဝယ်ဘလို့မာမခင်ဗျားတို့တကယ်ဒုက္ခရောက်နေတဲ့စေဘေးရှောင်ပြည်သူတွေကိုတော့ အနိုင်မကျင့်ပါနဲ့လို့ကျုပ်ကပြောချင်ပါတယ်ဗျာနော်အနိုင်မကျင့်ပါနဲ့လို့ပြောချင်ပါခမရဟာကိုဘုံမူးညိတ်မကလို့ကိုနေမျိုးကျော်ဆရာမကလို့ကိုနေမျိုးကျော်ဆရာဆိုလဲကျုပ်တို့လှည့်ပါတာပဲနော်ကိုနေမျိုးကျော်ရဲ့အဖေပဲဖြစ်ဖြစ်လေစီခမရနော်ပတ္တသာကောင်းစဉ်ဘုံမူးညိတ်မကလို့ဘာကောင်းပဲဖြစ်ဖြစ်လေစီနော်ခမရတို့ကလောက်တဲ့ခါမှာလက်မှတ်တစ်ချက်မှထိုးတာမဟုတ်ဘူးနော်အဲ့တော့ခမရတို့အကြောင်းပေါက်ကိုတော့ကောင်းကောင်းသိပါတယ်ကောင်းကောင်းနားလည်ပါတယ်ခမရတို့ဘာလုပ်တယ်ဘလို့လုပ်တယ်ဆိုတော့နော်အဲ့တော့ဘာမှမဖြစ်ခင်မှာခမရတို့အေးစေးစေး အဲ့ခံရတဲ့ကာယကံရှင်တွေကိုကောင်းကောင်းမွန်မွန်ဖြည့်ရှင်းပေးလိုက်ပါအဲ့လိုမှဖြည့်ရှင်းမပြည့်ဆိုရင်ကာယကံရှင်ရဲ့ဒုက္ခကိုချိန်မှထားပြီးဥစဉ်တို့ဘရူဖိုင်နဲ့ကြကြနာရိုက်ပြီးနိုင်ငံတော်အကြီးအကဲလူကြီးတွေစီကိုပို့အားပါလိုက်မယ်နော်အဲ့ခါကျမှပောက်ကိုတော့ရက်ဆက်တယ်ဆိုတဲ့ပုံစံမျိုးတော့မလုပ်ပါနဲ့ကဲဆိုတော့ဒီဟာကတော့ဘီသူဆက်ဖွဲ့ဝင်တယ်ပေါ့နော်အာဘူးငင်းတွေက ပြည်သူတွေကဘယ်လိုနေဆက်နေလဲဆိုတာကိုမငါပေါ့ဘယူခေါင်းဆောင်ကပြောနေတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကိုအချင်းတွေကိုပြင်ဥလွန်မှာစစ်တက်ကိုဖြစ်ပေါ်နေပါတယ်ဒူဟိုဒနိတ်ကပြင်ဥလွန်ကနော်ရုပ်ဖွင့်ကလည်းဒီလိုမျိုးအချင်းတွေမျိုးကိုအိုဟစ်နေလို့အဖမ်းခံရတဲ့အချင်းတွေမျိုးအထိကိုရောက်နေတာဒီလိုမျိုးအချင်းတွေကိုသူတို့တွေကလောက်နေတဲ့တရားကိုရုပ်ဖွင့်ဒိုဘီတွေကဆက်ပြီးတော့អော်တယ်អော်တော့သူတို့ရေတကယ်လောက်နေတဲ့လူကမခံနဲ့တော့အဲ့ဒီကောင်တွေကိုဆွေးစည်းတာမျိုးကိုလောက်ဆောင်နေတာဖြစ်ပါတယ် အဲ့ဒီနောက်မှာပြင်ပြီးတော့ကြည့်ရမယ့်ရုတ်တံဖန်ကတော့အခုတလို့ဆိုလို့ရှိရင်အာစက်ကောင်စီလက်အောက်ခံကအုတ်ချိုရင်းမှုတွေကစစ်မှုထမ်းအကြောင်းနဲ့ပတ်သက်ပြီးတော့ပြည်သူတွေလူငယ်တွေကိုဖမ်းဆီးမှုတွေလောက်တယ်ဒီထက်မှာငွေအာလူငယ်တွေကိုရောင်းစားမှုတွေလောက်တယ်ငွေဘလုံးဘလုံးနဲ့ရောင်းတယ်ဆိုတာကိုထိကိုပြောလာတဲ့ဘော်ဖက်ကရကွက်ကလော်ဘီတွေရဲ့ရုတ်တံဖန်ကိုကျွန်တော်တို့တစ်ချက်လောက်ပြင်ပြီးတော့နားထောင်ကြည့်အောင်တတ်သေးဝင်မှု၁၈ရက်ကရင်၃၅နှစ်အထိစစ်မှုထမ်းမှု ိုးချုပ်မူကြီးမင်းအောင်လိုင်ကအမိန့်ထုတ်တာပါလေရှင့်อืมညီသူမဆိုဘဲသူမဆိုပိတ်ဆံငွေရေးကြီးရေးကိစ္စမထုတ်တာပါအောင်နော်မပါပါဘူးနော်မပါပါဘူးနော်သိလားမပါဘူးငါ့ကိုလာမပြောနေတယ်နော်လူတရားကိုသိန်း40ကိုသိန်း50တို့ပေးရဆိုတာအာဥက္ကဋ္ဌလေးလူရောင်းဝယ်လုပ်နေတာပါနော်လူကုန်ကူးနေတာလူရောင်းဝယ်လုပ်နေတာနော်ဟုတ်တယ်နော်လူရောင်းဝယ်လုပ်နေတာ နာမည်စရင်ပါတဲ့လူတက်ထဲပါတဲ့လူ ကြတော့မပါဘူးเนาะပိတ်ဆံပေးလို့ရှိရင်အဲ့လူတွေကြစရင်မကောက်တော့ဘူးနှစ်သိန်းသုံးသိန်းထိုးပေးလိုက်တယ်เนาะနှစ်သိန်းသုံးသိန်းထိုးပေးလိုက်လိုက်ဆရာမလို့တော့ဘူးเนาะလမ်းပြရကလေးကချေအရက်တမအဲအဲ့လိုမျိုးမရှိစင်းသားအဲ့လိုမျိုးကြီးပိတ်ဆံပေးဝယ်ပြီးလုံနေရเนาะပိတ်ဆံပေးဝယ်ဟုတ်တယ်เนาะအများသိတယ်သိတဲ့လူကကျမအောက်မှာကျမပို့ရအောင်မှာကောမလာရေးပေးပါရှင့်เนาะ သိရင်သိလို့မသိရင်မသိလို့နော်ကောင်းမလာရေးပေးပါအများကြီးသူသိပါရဲ့ဒါတွေနော်နော်အရှိအရာပါရင်ပိတ်ဆံရှိတယ်ပိတ်ဆံရှိလို့ရှိရင်နော်3သိန်းတို့5သိန်းတို့က5သိန်းထိုးတဲ့လူတော့ထိုးတယ်နော်3သိန်းတို့5သိန်းတို့ပေးတယ်နော်2သိန်းပေးရဲ့လူကပေးရဲ့အစားစားပေါ့ရှင်မရှိတဲ့အိမ်ကိုခေါ်ထည့်ဝါရယ်နော်ခလင်းငငယ်လေးပဲရှိရှိမီးနေတယ်ပဲရှိရှိနော်ခေါ်ထည့်ဝါရယ်နော်ခေါ်ထည့်ဝါရယ်ပြီလား ခေါ်ထည့်သွားတယ်အခုသိန်း40 50ပေးရဥက္ကဋ္ဌတွေလူအောင်ဝယ်လုပ်နေတာပါရှင်လုံလူကုန်ကူးပေးတာပါရှင်လူကုန်ကူးပြပွဲစားလှုပ်ရှားနေတာပါရှင်ပွဲစားကတို့တို့အတွက်မကျန်းဆိုသိန်းရနဲ့ချီပြန်ပါလေရှင်တို့တို့သားတွေကိုဆိုင်ကယ်တို့နော်ကားတွေတော့ဝယ်ပေးနေပါပြီရှင်နော်သမီးတွေကိုလည်းဆွဲချိုးတွေဟမ်းမချိတ်တွေဝယ်ပေးပါတိုက်နေတယ်စောက်နေတယ်ဥက္ကဋ္ဌတွေစောက်နေပါတယ်ရှင်နော်လူအောင်လူကုန်ကူးတွေကလူအောင်ဝယ်လုပ်နေကြပါရှင်နော် ကျမပြောရတယ်ရဲရဲရို့ပြောတယ်လူအယောင်အဝယ်လုံနေတယ်ဆိုတာဘာဖြစ်လို့လဲဆိုပါတဲ့လူကမလိုက်ရဘူးလေမလိုက်ရပတ်စံရတဲ့အိမ်ကို3000ခွဲလို့4000လို့5000လို့2000ခွဲလို့ခွဲနေကြတယ်အမျိုးမျိုးအစားစားခွဲနေကြတယ်နော်အုပ်အုပ်တို့တော်တော်အမျိုးမျိုးအစားစားခွဲနေကြတယ်ခွဲပြီးတော့လမ်းဖေးကကလေးကချေးအရက်သမားတွေကိုနော် သူခေါ်ထဲ့နေတာပါနော်ခေါ်ထဲ့ချွတ်တွေကြောင့်အရက်သမားကလေးချင်းမဟုတ်ဘူးမရှိစင်းရင်သားတွေနော်ကလေးတွေတအုပ်တမအိနေနော်မနက်မနက်စာသမင်းချက်ရအောင်ညနေစာသမင်းမချက်အောင်လူတွေလိုက်နေရတာအများကြီးရှိပါတယ်နော်အများကြီးရှိပါအနေနဲ့အရက်ရက်မှာအများကြီးရှိရတော့အေရီတိုက်မှာရှိတယ်နော်ရန်ကုန်ရန်ကုန်တိုင်းမှာလည်းရှိရနော်အများကြီးရှိပါတယ်နော် ကျမဆွဲကျမဆွဲချက်တင်လိုက်မယ်ဥက္ကဋ္ဌတွေကိုနော်အခုဒီမှာကျမပို့ကျမပို့လာပို့ထားရယ်နော်လူတယောက်ကိုလည်း30 50ပေးဝယ်ရတယ်လေဒါလူကုံကူးနေတာနော်ဥက္ကဋ္ဌတွေလုံလူကုံကူးနေတာနော်အောက်အောက်တော့လူကုံကူးဟဲ့ကောင်ဘဲဘဲရက်ကွက်ရတယ်ဘဲဥက္ကဋ္ဌလည်းအခုလူကုံကူးကနင်ငါ့ကိုပြောနော်ညီကဲဆိုဒီအရကတော့အချိုရည်မှုတွေပေါ့နော်အချိုရည်မှုတွေကအခုစစ်မှုထမ်းပြတ်ထမ်းပြတဲ့နောက်မှာအရာထူးရာရှူးအရာရှိတွေအာ ဒီကောင်တွေနဲ့ပေါင်းပြီးတော့လူဟိုရောင်းဝယ်ပေါ့နော်ဒီလိုမျိုးအစမှုထမ်းတဲ့ပတ်သက်ပြီးတော့ငွေတွေနဲ့ရွေးခန်းတာမျိုးဖမ်းဆီးပြီးတော့ပြင်ပြီးတော့ရွေးခန်းတာမျိုးဒါမှမဟုတ်ဒီလူငယ်တွေကိုဖမ်းဆီးပြီးတော့အသူတို့စစ်တမ်းတော်ခန်းတာမျိုးကိုအော်ဒါဆွေးတာမျိုးစစ်တပ်ကိုလော့ဆောင်နေတာကိုကျွန်တော်တို့မြင်တွေ့ရဖြစ်ပါတယ်ဟိုဖေရက်ကွက်ကူတန်ကလည်းပြောလာတာဖြစ်ပါတယ်ဆိုတော့ဒီညာကတော့ဒီနေ့ညနေဘက်မှာရရှိထားတဲ့တရင်ထုတွေကိုတက်နိုင်တယ်လို့အာစူးစမ်းပြီးနေပြင်ပြီးတော့ကြည့်ရတာဖြစ်ပါတယ် ဆိုတော့မနေ့ပြန်မနေ့ကျမတရင်ထိုးတရင်ကောင်းနေပြင်ပြီးတော့လာခဲ့ပါမည်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ဗီဒီယိုလေးကိုအမီရန်ကြည့်ရှုအားပေးနေကြတော်လန်ပြည်သူများအားလုံးကိုလည်းကိုယ်ကြီးကျမ်းမှာချစ်စေချမ်းသာခြင်းနဲ့ပြည့်ဆောင်ကြပါစေ